Hello ကဲဒီဘက်ထဲမှာတော့အားလုံးစောင့်နေကြတဲ့ Stranger Things Season 5ထွက်လာခဲ့ပြီပေါ့နော်။တော်စစပေါင်းပိုင်းရှစ်ပိုင်းရှိတဲ့ဟာကိုဒီ Netflix မှာလည်းအအောင်မြင်ဆုံး series ဖြစ်နေတယ်။သူတို့ကတကယ်ကို marketing strategy အလန်းစားကြီးနဲ့ release လုပ်တာပေါ့နော် US မှာအခုဒီလပိုင်းနေရာ major holiday season လို့ပြောလို့ရတယ်အခုဒီပထမ1 to 4ထွက်ထားတာဆိုလို့ရှိရင် Thanksgiving မှာပေါ့နော်ပြီးတော့လို့ရှိရင်5 to 7ကို Christmas day မှာထွက်မှာဖြစ်ပြီးတော့နောက်ဆုံး episode 8ကိုတော့ New Year's Eve မှာထွက်မယ်ဆိုပြီးတော့ပြောထားတယ် အခုဒီပထမပိုင်းလေးပိုင်းကြည့်ပြီးတော့အရန်သဘောကျတယ်ပိုအရှင်းအဗီဒီယိုမှာပြောခဲ့သလိုပဲပေါ့နော်ဝင်းနဲ့ပတ်သက်ပြီးတော့အရန်ကိုမျောလင်းထားတာပေါ့နော်ဒီအလဲပိုင်းနေမှာသူရဲ့ rover တော်တော်လေးငုံနေတာကိုသဘောမကျတာအခုဒီမှာကသူ power ရီ unlock ဖြစ်သွားပြီဆိုတော့တွေ့ရတာအဲ့စင်းကြီးရလဲအရန်ရတာရှိတယ်တကယ်သဘောကျရတယ်ပေါ့နော် အာဒီအပိုင်း stranger တင်းနဲ့ပတ်သက်ပြီးတော့ post တွေတော်တော်များများတော့ပို့ Facebook မှာတင်မေးဖြစ်တယ်။ဟိုကဒီမှာတီတီကြီးကြီးတွေပြောတော့ Facebook ကပေါက်ကရ post တွေကြည့်ပြီးတော့ viewer တွေတချို့ကအံ့ဩနေကြတာပေါ့နော်။ပြောလို့ရှင်တော့ဒါပို့ရဲ့ dark side ကိုလုံးဝ embrace လုပ်ထားတယ်လို့ပြောရမှာပေါ့နော်။ဒီမှာကျတော့ပို့ကပို့ပြီးတော့ဒီအတွေးခေါ်ရင်း knowledge ပိုင်းတွေကိုအဓိကထားပြီးတော့သွားရပေါ့နော်။ Facebook မှာကျတော့အဲ့ပိုင်းတွေလည်းတင်တယ်လို့ sarcasm နေ dark humor တွေလည်းတင်မေးဖြစ်နေတော့ပြောလို့ရှင် Facebook ကြီးက live house မြန်မာရဲ့ website download ဖြစ်နေတာပေါ့နော်။အဲ့တော့မတူတဲ့ရတာလေးတွေမြင်ရအောင်လို့ Facebook ကိုလည်း follow ပေးကြအောင်เนาะပြီးတော့ပိုးရဲ့ channel လေးကိုရေရှည်တည်တက်စေချင်တယ်ဆိုလို့ရှိရင်ပိုးအခု viewer တွေအတွက်စီစဉ်ပေးထားတယ်ရုပ်ရှင်တွေကြည့်လို့ရမယ်စာအုပ်တွေဖတ်လို့ရမယ်ဂိမ်းတွေကူးလို့ရမယ် POI discount item တွေရမယ် event တွေလည်း join လို့ရမယ် inner circle membership ဆိုတာလေးကိုဝယ်ယူပြီးတော့အားပေးလို့ရပါတယ်လို့ ကဲတော့ဒီဗီဒီယိုမှာတော့ဒီဒီကြီးကြီးလေး train chat နဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောပြပေးမယ်နော်။ဒီမှာကတော့အဓိကကဒီ now episode တွေမှာ review လုပ်သွားနိုင်တဲ့အအကြောင်းအရာလေးတွေစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းလေးတွေပေါ့နော်။အဲ့ဒါလေးတွေကို focus လုပ်ပြီးတော့ပြောပြပေးသွားမယ်။ ဒီ season 5ကိုကြည့်ပြီးတဲ့အချိန်မှာအစဉ်းစားမိတာလေးတွေက Henry Crane ကဒီသူ့ပါဝါတွေဘယ်လိုရခဲ့လဲဆိုတော့ပေါ့နော်အဲ့ဒါအစတည်းကပိုပြပြစင်တာလေးရှိတယ်ပေါ့နော်ပြီးတော့အခု Max ရောက်နေတဲ့နေရာပေါ့နော်အဲ့နေရာနဲ့ပတ်သက်တဲ့အကြောင်းတွေဘာဖြစ်လို့ Henry Crane ကအဲ့ဒီလှိုင်ကူကြီးကိုကြောက်နေရတာလဲပြီးတော့ဒီ Holly နဲ့ပတ်သက်တဲ့အကြောင်းတွေသူတို့နေရာအရင်ကနေဘယ်လိုမျိုးထွက်ကြမလဲဆိုတဲ့အကြောင်းတွေပြီးတော့ဒီ Upside Down Wagner 11နဲ့ Will တို့ရဲ့ပတ်သက်မှုတွေပေါ့နော်အဲ့ဒါတွေပြပြဆောင်ဆောင်လေးပြပြပေးသားမယ်နော် အဲ့တော့ဒီအကြောင်းလေးကိုပြောရမယ်ဆိုလို့ရှိရင်အရင်ဆုံးစပြီးတော့ Stranger Things The First Shadow ဆိုတဲ့ play အကြောင်းပေါ့နော်အဲ့အကြောင်းအရင်ဆုံးစပြောရမယ်အဲ့ဒါကဒီ Stranger Things creator တွေဖြစ်တဲ့ Duffer Brothers ပေါ့နော်သူတို့ရေးထားတဲ့ဇာတ်လမ်းကိုပြန်ပြီးတော့ရိုက်ထားတာသူက Stranger Things ရဲ့ prequel သဘောမျိုးပေါ့နော်ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ Netflix မှာ သူရဲ့ progression ကြောင့် documentary လေးလည်းတင်ပေးထားတယ်ပေါ့နော်။ဇလန်ကတော့အခုဒီ stranger thing ကကလေးတွေရဲ့မိဘတွေငငယ်တော့ခစ်ပေါ့နော်။အဲ့မှာ Joyce တို့ဒီ Hopper တို့နောက်ပြီး Henry Cree လည်းပါတယ်။သူတွေကဒီ Hawking site မှာအထက်တန်းကျောင်းတူတူတက်နေကြတဲ့အချိန်ပေါ့နော်။အဲ့မှာဒီ Henry Cree power တွေဘလို့ရလာလဲဆိုတာတွေပြီးတော့လို့ရှိရင်သူ့ Dr. Brenner လုပ်တဲ့စံသက်မှုတွေကြောင်းနေသူတို့မိသားစု Hawkins ကိုပြောင်းလာဖြစ်တဲ့အကြောင်းအရာတွေအဲ့ဒါတွေကိုအသေးစိတ်မြင်ရတဲ့အတွက်သူကတော်တော်အရေးကြီးတဲ့ဇလန်လို့ပြောလို့ရတယ်။ဒါပေမဲ့ဒီပြဿနာကို 2023မှာတော့ UK မှာစပြရတယ်အခု2025မှာတော့ Broadway ရောက်လာတော့ UST ရောက်လာပြီပေါ့နော်ပြီးတော့သူ ticket တွေကလည်းဈေးကြီးတယ်အဲ့တော့လူတိုင်းမကြည့်နိုင်ဘူးပေါ့နော်ဒီ location မှာရှိပြီးတော့ဒီဈေးတက်နိုင်တဲ့သူပဲကြည့်လို့ရတာဆိုတော့ Stranger Things fan တွေအနေနဲ့ဆိုလို့ရှိရင်တော့ဒါကိုဒါကိုသိမကျေနပ်ကြဘူးပေါ့နော်အာ mini series မျိုးလောက်လုပ်စီခြင်းညာပေါ့ဒါပေမဲ့သူတို့မှအဲ့လို plan တော့ရှိရလို့တော့မကြောက်ဘူးပေါ့နော်ဒါပေမဲ့အဲ့ထက်အကြောင်းအရာတွေကိုအကုန်လုံးမဟုတ်တော့မှ season 5မှာအတိုင်းအတာတစ်ခုထိတော့ပါလာမှာတော့သိကြတယ်ပေါ့နော်အဲ့တော့ကြိုပြီးတော့သိချင်တဲ့သူတွေအတွက်ဒီဇလန် န်နဲ့ဆက်ဆက်မဲ့အကြောင်းအရာလေးတွေပို့ချုပ်ငုံပြီးတော့ပြပြပေးမယ်နော် နားထောင်နေသူတွေလည်းနားလည်ရလွယ်အောင်လို့ timeline လေးနဲ့ပြောပြပေးသွားမယ်။အဲ့တော့ဒီဇလန်နေရဲ့ဟိုးအဆောက်သွားမယ်ဆိုလို့ရှိရင်ဒီ1943ခုနှစ်ကအပြင်းမှတကယ်ရှိခဲ့တဲ့ USS Eldridge ဆိုတဲ့ US military သင်္ဘောကြောင့်စပြီးတော့ပြောပြရမယ်။အဲ့ဒီသင်္ဘောကဒီစစ်သင်္ဘောထုံးစံတိုင်းပဲပေါ့နော်။ဒုတိယကမ္ဘာစစ်အချိန်မှာရိတ်ခံပိုးတဲ့သင်္ဘောတွေကိုသူတို့ကဘေးကနေပြီးအဆောင်ရှောင်းနေနဲ့လိုက်ပေးရတာမျိုးပေါ့နော်။နောက်ပြီး Pacific သင်္ဘောတရားထဲမှာလည်းသူတို့ကကင်းနေလဲလှည့်တယ်ပေါ့နော်။ဒါမဲ့အဲ့ဒီသင်္ဘောနဲ့ပတ်သက်ပြီးတော့ထူးခြားနေတာ conspiracy theory theory တခုရှိရဲအဲ့ဒါအိုက်သင်မောကဒီကိုဖြောင်းနိုင်တယ်ပြီးသွားတော့ကျတော့ teleport လုပ်နိုင်တယ်ဆိုပြီးတော့အရန်နာမည်ကြီးတာပေါ့နော် အဲ့တော့ဒါမဲ့တကယ်ကတော့အဲ့ခေတ်မှာစမ်းသပ်မှုတွေရှိကောင်းရှိနိုင်ခဲ့မယ်ပေါ့နော်။ဒါပေမဲ့အဓိကတော့ကောလာဟလတွေပဲပေါ့နော်။ conspiracy theories တဲ့ဘဝလည်းဒီလိုပဲအာစိတ်ကူးရင်ပြီးတော့ပြောကြတဲ့ဇလံမျိုးဆိုတဲ့အနေနဲ့ပဲအာသတ်မှတ်ထားကြပေမဲ့ဒီကြောင်းရာကိုလူတွေတော်စိတ်ဝင်စားကြပြီးတော့ရုပ်ရှင်ဝိထုထဲမှာလည်းပါတတ်တယ်။အဲ့တော့ဒီ Duffel Brothers ကဒီကြောင်းကို inspire လုပ်ပြီးတော့ဒီ USS Andrews Themoy ရဲ့အပေါ်မှာ စမ်းသပ်မှုတွေလုပ်ကြတယ်ပေါ့နော်အဲ့မှာသူတို့ကဘယ်လိုလဲဆိုတော့ဒီ Soviet တွေကိုသူတို့တင်မောမမြင်အောင်လို့ပေါ့နော်ဒီနီးပညာတစ်ခုတီထွင်မှုအတွက်စမ်းသပ်မှုလုပ်တာပေါ့နော်အဲ့တော့အပြင်ကနာမည်အတိုင်းပဲအဲ့ project ကို Philadelphia project ဆိုပြီးတော့ခေါ်တယ်ပေါ့နော်ဒီထဲမှာလည်းအဲ့နာမည်ပြင်နောက်ထပ် Rainbow project ဆိုပြီးတော့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ဒီ project ရဲ့ခေါင်းဆောင်တဲ့သူကဘယ်သူလဲဆိုတော့ဟော့ကင်းစ်လက်မှာခေါင်းဆောင်နေတဲ့ဒေါက်တာမာတင်ရဲ့အဖေ Captain Brenner သူကအဲ့မှာကောင်းဆောင်တယ်အဲ့တော့တနေ့မှာသူတို့ရဲ့ဒီစမ်းသပ်မှုကနေပြီးလွဲချုံမှုဖြစ်သွားပြီးတော့တင်မိုးကြီးကပျောက်တော့ပျောက်သွားတယ်ဒါပေမဲ့နောက်ထပ် alien dimension တစ်ခုဖြစ်တဲ့ dimension 8ဆိုတဲ့နေရာကိုရောက်သွားတယ်အဲ့တော့အဲ့မှာကြတော့ဒီ Stranger Things ထဲမှာသူတို့တွေ့ရတဲ့ alien တွေဖြစ်တဲ့ Demogorgon တို့လိုကောင်မျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ရောင်လည်းရောက်သွားတော့ Demogorgon ကြီးကဒီတစ်ထွက်လုံးကိုတတ်ပစ်လိုက်တယ်ပေါ့နော်ဒါမှမဟုတ်အဲ့မှာဒီ Captain Brana ကတော့အသက်ရှင်ပြီးတော့ကြံခဲ့တယ်မျော့မျော့လေးပဲကြံတာပေါ့နော်အဲ့မှာအဲ့တင်မောကအဲ့ချိန်မှာဒီကဘာမြေကိုပြန်ပြီးတော့ရောက်လာတဲ့ချိန်မှာ Captain Brana အဲ့အချိန်ကြီးတိတ်မကောင်းမင်းနဲ့ပြန်ပါလာခဲ့တာပေါ့နော် အဲ့တော့အဲ့မှာသူစင်းရောက်တဲ့အချိန်မှာဒီ Captain Brana ရဲ့ထူးခြားနေတဲ့တခုကိုရှားဝင်နေတည်ထားမိတာသူ့သွေးရပုံစံပြောင်းသွားတယ်ပေါ့နော်သူဟိုမှာ Demogorgon အနေနဲ့ attack လုပ်ခံပြီးတော့ Dimension X မှာနေခဲ့တဲ့အတွက်သူ့သွေးရပုံစံပြောင်းသွားတယ်ပေါ့နော်အဲ့လိုမျိုးတစ်ချက်တည်ထားမိတယ်ပေါ့ဒါမှမသူ့မှာ power တွေတော့မရခဲ့ဘူးပေါ့သူကဒီ Demogorgon အနေနဲ့ပဲတွေးခဲ့တာဆိုတော့အဲ့မှာဒါမှသူမသိခင်မှာသူဟာသူ့သားဖြစ်တဲ့ Martin Brana ကိုအဲ့အကြောင်းတွေပြောပြခဲ့တယ်အားကြောင့်မို့လို့ Martin ကအဲဒီကိစ္စတွေကိုအရန်စိတ်ဝင်စားပြီးတော့သူကိုယ်တိုင်လည်းတိတ် က်ပညာရှင်တယောက်ဖြစ်လာပြီးတော့အာဒီအစိုးရ project တွေမှာပါလာပြီးတော့ dimension x အကြောင်းကိုလေ့လာဖို့အတွက်စူးစမ်းလာခဲ့တာပေါ့နော်အဲ့ဒီကနေပြီးတော့ပဲဒါတွေအကုန်လုံးစဖြစ်လာခဲ့တာပေါ့ဒီလိုနဲ့1950အစောပိုင်းရောက်တဲ့အချိန်မှာဒေါက်တာဘရန်နာကဒီအစိုးရနဲ့အတူတူ Nevada experiment လို့ခေါ်တဲ့အာဒီစက်သက်ချက်တစ်ခုကို US က Nevada ပြည်နယ်မှာသူလုပ်ခဲ့တယ်ပေါ့နော်အဲ့မှာသူတို့က dimension x ကိုပြန်သွားဖို့အတွက် portal ဖွင့်မှုဆက်တစ်ခုကိုဖန်တီးခဲ့တယ် အဲ့ဒါမဲ့အဲ့သူရဲ့ team နဲ့မှာဆိုဗီယက်တရှိုတယောက်ရှိနေတဲ့အတွက်ကြောင့်မို့လို့အဲ့တရှိုကအဲ့ဆက်ကိုခိုးသွားပြီးတော့အနီးနားမှာရှိတဲ့ cave တစ်ခုထဲမှာသွားဖွဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာတတဲ့ဆက်ဆိုင်မှာဖြစ်လဲဆိုတော့ Henry Crane ကဒီအသက်9နှစ်ရှိနေလောက်ပဲရှိဦးမယ်ပေါ့နော်။သူက timeline အချိန်ကိုတော့တီးကြမပြောထားဘူး။တော်တော်ငယ်ငယ်လေးပေါ့နော်။သူကလည်း Nevada မှာနေနေတာ။သူကအဲ့ဂူကြီးမှာသွားပြီးတော့သူ့ရဲ့မှန်မြောင်းလေးနဲ့သူသွားဆော့နေတာအဲ့ဒီအချိန်မှာ အဲ့မှာဒီ the show ကလည်းရောက်လာတာပေါ့နော်အဲ့ဒီအချိန်မှာအာဒီဒီ set ကရုပ်တရက် activate ဖြစ်သွားပြီးတော့သူတို့နှစ်ယောက်အတူတူ dimension x ကိုရောက်သွားတယ်အဲ့မှာလည်းသူတို့ကဒီ demogorgon အနေနဲ့တွေ့တယ်ဒီ the show ကတော့ demogorgon လက်ချက်နဲ့တည်သွားတယ် henry kriya ကတော့ mind flayer ကြီးနဲ့သူတွေ့တယ်အဲ့မှာအော် mind flayer ကြီးကသူ့ဝင်ပူးလိုက်တယ်ပေါ့နော်ဒီအာနောက်ပိုင်းမှာ stranger thing မှာ will ကိုဝင်ပူးတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့အဲ့လိုဖြစ်ပြီးတဲ့နောက်မှာသူကဒီကဘာမြေကိုပြန်ရောက်လာတယ် အဲအဲ့အကြောင်းအသေးစိတ်ဘလို့ရောက်လာလဲဘာညာဆိုတာကတော့ဒီပြဆက်တို့ဖြစ်တဲ့အတွက်ကြောင့်မို့ဒီရုပ်ရှင်တော့တော့အသေးစိတ်မပြောတော့ဘူးပေါ့နော်ဒါပေမဲ့သူပြန်ရောက်လာပြီးရဲ့နောက်ပိုင်းမှာသူ့ပုံစံတွေကပြောင်းလဲသွားတယ်သူကဒီ power တွေလည်းရလာတယ်လူတွေရဲ့စိတ်ကိုဖတ်နိုင်တယ်အာ telekinesis လို့ခေါ်တဲ့ဒီအာစိတ်နဲ့ control လုပ်နိုင်တာတွေလည်းဖြစ်လာတယ်ပေါ့နော်အဲ့မှာသူအဲအကြောင်းမှာလူဝင်မဆန့်တာတွေဆရာဆရာမတွေနဲ့ပြဿနာတက်တာတွေသူ့မိသားစုနဲ့ပြဿနာတက်တာတွေဖြစ်လာပြီးတော့အဲ့နောက်မှာ1950ခုမှာတော့ဟော့ကင်းစ်ကိုသူ့မိသားစုပြောင်းသွားကြတယ် အဲ့တော့သူတို့အဲ့ရရောက်တဲ့အချိန်မှာကျတော့သူ Hawkins အထက်တန်းကျောင်းမှာကျောင်းတက်တယ်။အဲ့မှာဒီနောက်ပိုင်း season 2မှာ Joyce ရဲ့ရည်စားဖြစ်တဲ့ Bob Newby ပေါ့နော်။သူကလည်းအဲ့ကျောင်းမှာတက်တယ်။ပြီးတော့သူ့ရဲ့မွေးစားညမပေါ့နော်။ Patty Newby ဆက်ကောင်မလေးရကြတော့ Henry နဲ့ကြိုက်တာ။အကောင်မလေးက Henry ရဲ့ power တွေကိုသိတယ်။ဒါမဲ့သူ Henry ကိုအကောင်မြင်တယ်။ Henry ကလူကောင်းပေါ့နော်။ဒီ power တွေကိုသူလည်း control လုပ်နိုင်ပါတယ်ပေါ့။အများနဲ့သူ့ကိုအကောင်ပြောတယ်။အားပေးစကားတွေပြောခဲ့တယ်ပေါ့နော်။ဒီ Henry ကကြတော့ဒီ mind flayer ကြီးဝင်ပူးပြီးတဲ့နောက်မှာဘယ်လိုဖြစ်လဲဆိုတော့ သူ့ကိုတစ်ခါလေးကြာရင်ဒီ mind flayer control လုပ်ပြီးတော့တိရစ္ဆာန်တွေကိုတတ်ပစ်တာတွေအဲပြဿနာရှာတာတွေက Henry ကိုယ်တိုင်စိတ်နဲ့လောက်တာမဟုတ်ဘဲနဲ့ mind flayer control လုပ်ပြီးတော့လုပ်တယ်ဆိုပြီးတော့ဒီပြဿတ်ထဲမှာပြောသွားတာပေါ့နော်အဲ့တော့ကြတော့ဒီကောင်မလေးကကြတော့ Henry ကိုကိုယ့်ကို control လုပ်ဖို့အတွက်အမြဲတမ်းထိမ့်မိတယ်ပေါ့နော် ဒါပေမဲ့တရက်မှာတော့ Henry control လွတ်သွားပြီးတော့ဒီ mind flayer ရဲ့ control ကြောင့်အာသူတို့ရဲ့အကြောင်းအုပ်ကြီးပေါ့နော်အကြောင်းအုပ်ကြီးကိုသူအနေပြုမိလိုက်တယ်ပေါ့နော်အဲ့တော့အကြောင်းအုပ်ကြီးကဒဏ်ရာတွေကြီးကြပ်ရတော့မျက်စိလဲကွဲမလို့ဖြစ်သွားတယ်ပေါ့နော်အဲ့ချိန်မှာတော့ Henry အမေက Henry ကို Dr. Brenner စီကိုပို့လိုက်တယ် Dr. Brenner ရဲ့ဂျားချိန်အကြောင်းနေရာတော့ပို့ပြီးမှဆက်ပြောရမယ်ဦးဒါကိုပဲဆက်တိုက်ပြောရမယ်ပေါ့နော်အဲ့တော့ Dr. Brenner သူ့ကိုစမ်းသပ်မှုတွေလုပ်တယ် Henry ကအမှသူအိမ်ပြန်နေတယ်ဆိုပြီးတော့တောင်းဆိုတဲ့အချိန်မှာတစ်ခေါက်သူ့ကိုလှုပ်ပေးလိုက်တယ်ပေါ့နော်အဲ့မှာ Henry င်ရောက်တဲ့အချိန်မှာသူ့အမေရန်စိတ်ထဲမှာဟန်ရီကိုဒီအိမ်မှာမရှိစေချင်ဘူးဒေါက်တာဘရန်နာကိုပဲပေးပြစ်လိုက်ချင်တယ်ဆိုရင်စိတ်တွေရှိရအောင်သူဖတ်မိွားတဲ့အချိန်မှာသူသူ့အမေကိုလည်းစိတ်ဆိုးရတယ်လောကယူလည်းစိတ်ကုန်သွားပြီးတော့ဒီ mind flayer control ပေးလိုက်တယ်အဲ့ဒါကြောင့်သူ့မိသားစုတွေတည်သွားတာတကယ်တော့ mind flayer control လုပ်ပြီးတော့တပ်ပြစ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် အဲ့တော့ဒီနေရာမှာ stranger things နဲ့꽌နေတာကြတော့ stranger things နဲ့မှာ henry ကသူကိုယ်တိုင်ကမကောင်းတာပေါ့နော် mind flayer ကို control ရှိရဆိုတာအခုထိမပါသေးဘူးပေါ့နော်ဒီဇလန်နဲ့မှာတော့ mind flayer သူ့ကို control လုပ်တယ်ဆိုပြီးတော့ပါတယ်ပေါ့နော်အာနောက်ပိုင်းအကြောင်းအရာကြီးကြည့်မယ်ဆိုလို့ရှိရင်တော့ will ကိုတော့ mind flayer control လုပ်တာတွေ့ရတယ် အဲ့တော့ဒီ upside down ရဲ့ဆရာကြီးတကယ်ဆရာကြီးကဘာလို့လဲဆိုတာစဉ်းစားစရာဖြစ်သွားတာပေါ့နော်ဒါပေမဲ့တခုရှိတာက Henry ကလူတယောက်တတ်လို့ရှိရင်သူ့ power တွေကတက်တက်သွားတယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ဒီတကယ်တမ်းအော်သူ dimension 8ကိုပြန်မရောက်သွားခင်မှာပေါ့နော် mind flayer ကြီးနဲ့သူပြန်မတွေ့ခင်မှာသူ lab ထဲမှာ အာဒီဒီ11နဲ့သူနဲ့မညီးကြခင်မှာပေါ့နော်သူ laptop ထဲမှာလူတွေအများကြီးကိုတက်လိုက်တော့သူ့ power ကအရန်ကောင်းသွားပြီးတော့ mind flare အောင်ကြော်သွားတာကတော့အာ user လို့ရတယ်ပေါ့နော်အားကြောင့်မို့လို့ပဲသူ dimension x ကိုရောက်တဲ့အချိန်မှာဒီ mind flare ရဲ့ original form ကအဲ့လိုမျိုး particle form ကြီးဖြစ်နေတာပေါ့နော်အဲ့ဒါကိုသူသူစိတ်ကြိုက် design သူအာ pink ဘုံကြီးသူလှုပ်လိုက်တာမျိုးပေါ့နော် အဲ့တော့ကြတော့အဲ့နောက်ပိုင်းမှာသူကဒီ mind flayer ကိုရော dimension x မှာရှိတဲ့သတ္တဝါတွေအကုန်လုံးပေါ့သူရဲ့ hive mind နဲ့သူ control လုပ်ပြီးတော့သူကအာဒီအဲ့အချိန်မှာတော့ upside down မရှိသေးဘူးပေါ့ဒီ dimension x ကိုအုပ်ချုပ်နေတဲ့သူဖြစ်သွားတဲ့ပုံစံမျိုးမှာတော့ရှိတယ်ပေါ့နော် နောက်ပြီးတော့တစ်ခုကကြတော့ဒီ season 3 B နဲ့က mind flayer မပါလာတဲ့ကိစ္စကိုလည်းဘူတိတ်သဘောမကျဘူးပေါ့နော်ဒီရုရှားတွေရဲ့ထောင်မှာရှိတဲ့ mind flayer အစိပ်ပိုင်းလေးတစ်ခုလောက်ပဲပြသွားတယ်လေတကယ်အကောင်ကြီးကဖယ်ရောက်သွားတယ်လေပေါ့နော်အော်ဒီ mall ထဲမှာလည်းတကယ်တမ်းဆိုရင်တကယ် mind flayer ရဲ့အကုံမှမဟုတ်တာသူ့ရဲ့သူပူထားတဲ့သူတွေ flame monster ကြီးဖြစ်နေတာဆိုတော့ကြာအဲ့ကောင်ကြီးတည်တာနဲ့ mind flayer လည်းတည်တယ်တော့လို့မထင်ဘူးပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုလာအောင်လဲဆိုတော့စောင့်ကြည့်ရမှာ အဲ့ဒီလုံနေနေမှလေတခုစဉ်းစားမိတာပေါ့နော်အာဒီ mind flayer ကလေ henry ကို control လုပ်နေတယ်ဆိုတော့ plot နဲ့လည်းတောင်းနိုင်သေးတယ်ပေါ့နော်တကယ်လို့သာ henry က mind flayer ကိုအနိုင်ရတာလေဆိုလို့ရှိရင်သူဒီ cave ကိုကြောက်နေကြအကြောင်းမရှိဘူးပေါ့နော် အဲ့ဒါကြောင့်သူသူ gift ကိုဘူတီကြောင်းနေသေးတယ်ဆိုတော့အော်ဒီ mind flayer ကြီးကသူ့ကို control လုပ်ထားပြီးတော့သူကတကယ်တမ်းကလူကောင်းဒီပြဆက်ထဲကလူပဲလူကောင်းပဲဒါပေမဲ့ဒီ mind flayer control သူမတော်လန်နိုင်တော့လို့လူဆိုဖြစ်နေတဲ့ပုံစံမျိုးဖြစ်သွားမယ်ဆိုလို့ရှိရင်အော်နောက်ပိုင်းသူ့ကို redemption ပေးနိုင်နေတယ်ပေါ့နော်သူအသက်ရှင်မရှင်ကတော့မသိဘူးဒါပေမဲ့သူကအဲ့လိုမျိုးနားလည်မှုလွဲခံရတဲ့ villain ဖြစ်နေရတဲ့ပုံစံမျိုးဇလန်မျိုးလည်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ better direction ကိုသွားမလဲဆိုတာတော့စောင့်ကြည့်ရမှာ အဲ့တော့ Dr. Brenner ရဲ့ timeline ကိုဆက်ပြောပြရင်တော့ तू ကဒီ Navara မှာတော့သူ့ရဲ့ project မှာအာဒီပစ္စည်းခိုးခံရတယ်ပေါ့เนาะဒါပေမဲ့ तू 8 device ကိုပြန်တွေ့သွားတယ်အဲ့ဒါနဲ့အတူတူ Henry ရဲ့ဒီအဝေးကြီးမှန်မြောင်းလေးကိုလည်းတွေ့ခဲ့တယ်ပေါ့เนาะအဲ့ဒီကနေပြီးတော့ तू က Henry ကိုလိုက်ပြီးတော့ရှာပြီးတော့နောက်ပိုင်းမှာအာတွေ့ချေရခံမိသွားတယ်ဆိုပြီးတော့ပြောထားတယ်ပေါ့เนาะဒါပေမဲ့ပိုသဘောမကျတာတခုကကြာတော့ तू ကအဲ့နောက်ပိုင်းမှာဒီ Navara project ကိုဆက်မလုပ်ဘဲနဲ့နောက်ထပ် project တစ်ခုပြောင်းသွားတဲ့ကိစ္စပေါ့เนาะသူ့မှာဒီအာတခြား ား dimension ကိုဖွင့်လို့ရတဲ့ portable device ကြီးတည်းရှိနေတာ ਨੇ အဲ့ဒါကိုနောက်ပိုင်းမှာဘာလို့မသုံးတာလဲပေါ့เนาะ အဲအဲ့လိုမျိုးကြတော့ဒီ stranger thing နဲ့တိတ်မကြိုက်တော့ဘူးပေါ့အဲ့တော့ကြောင့်မဲဒီ stranger thing creator တွေကပြဆက်တဲ့ဒီ series ကိုအရင်ကြီးမချိတ်ချင်လို့ပဲပြဆက်ကိုအဲ့လိုမျိုး limited လောက်ထားလာလို့တော့စဉ်းစားမိတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီ max ပြောသွားတယ် Wagner ကြောက်တဲ့ cave ကြီးဆိုတဲ့ကိစ္စကတော့အဖြေကဒီကနေပြီးတော့ယူလို့ရတယ်ပေါ့နော်အဲ့တော့ဒီ Henry ငငယ်တုန်းကဒီ cave ထဲမှာသူဒီ portal ကနေတစင်း Hobart Dimension X ကိုရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကဒီ cave ကြီးကိုကြောက်နေရဲဆိုတာမျိုးတော့ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီ season 5 episode 6မှာ escape from camazon ဆိုတဲ့အပိုင်းပေါ့နော်အဲ့မှာဆိုလို့ရှိရင်တော့ဒီเจ้าနေပို့ပြီးတော့ပါမယ်လို့တော့ထင်တယ်။အပြဆက်နဲ့ဘယ်တိုင်းသာဒီချိန်လဲဆိုတော့စောင့်ကြည့်ရမှာပေါ့နော်။ အဲ့တော့ဒီ Max တို့ရောက်နေတဲ့နေရာကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ Max နဲ့ Holly နဲ့တွေ့ကြတယ်ပေါ့နော်အဲ့တော့ Holly က Vagna ကိုသူတွေ့တွေ့ချင်းမှာ Mr. Wesley ဆိုပြီးတော့ခေါ်တယ်ပြီးတော့ကြတော့ဒီသူအဲ့နေရာကိုရောက်သွားတဲ့ချိန်မှာကြတော့အဲ့နေရာကို Commerce ဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီ Conway ကဘယ်ကနေ reference ယူထားလဲဆိုတော့ဒီ Holly ဖတ်နေကြ Arrington Time ဆိုတဲ့ sci-fi စာအုပ်ပေါ့နော်အဲ့ဒီကနေပြီးတော့ reference ယူထားတာအဲ့မှာဆိုလို့ရှိရင် it ဆိုတဲ့တရဝါကြီးပေါ့နော်အဲ့ဒီကောင်ကြီးက အာဒီကမဆော့ဆိုတဲ့နေရာမှာလူတွေရဲ့အုံနောက်ကိုထိန်းချုပ်ပြီးတော့လူတွေကိုဖမ်းထားတာပေါ့နော်အဲ့မှာကလေးလေးတွေကသွားပြီးတော့သူ့အဖေကိုတွက်ခဲ့တယ်အဲ့မှာသူတို့ကိုကူညီပေးတဲ့အာဒီတကိုးရှင်၃ယောက်ထဲကတယောက်ကမစ္စတာဝက်ဆစ်ပေါ့နော်အဲ့လိုမျိုးသူကချိတ်ဆက်ထားတာအားကြောင့်မို့လို့ဒီကောင်မလေးကဘက်နောက်သူကသူ့လမ်းပြပေးနေသူလို့ထင်ပြီးတော့အာသူကမစ္စတာဝက်ဆစ်လို့ခေါ်တာပေါ့နော်အဲ့နေရာကြတော့သူသူတို့ပိတ်လောင်ထားတဲ့နေရာဖြစ်တဲ့အတွက်ကမဆော့ဆိုပြီးတော့ခေါ်လိုက်တာပေါ့နော်အဲ့တော့ပြောလို့ရှိရင်အဲ့နေရာကြီးကဘက်နာရဲ့ memory wall လို့ပြောရမှာပေါ့နော်သူ့အမှတ်ဉာဏ်နေသူဖွဲ့စည်း ီးထားတဲ့အကျဉ်းဆောင်ကြီးတစ်ခုပေါ့နော်အဲ့တော့ကြတော့ဒီ Max နဲ့ Holly ပေါင်းပြီးတော့ဒီ Wagner ရဲ့လိုအပ်ချက်ကိုတွေ့သွားပြီးတော့ဒီထောင်ထဲကနေပြီးတော့ထွက်ပေါက်ကိုတွေ့မလားဆိုတာစဉ်းစားလို့ရတာပေါ့နော်အဲ့တော့ထောင်ချောင်း Brandner ရဲ့ဇာလန်းကိုဆက်ရမယ်ဆိုလို့ရှိရင်သူက 1953ခုနှစ်မှာကျတော့ MK Ultra ဆိုတဲ့ဒီအစိုးရ top secret project တစ်ခုကိုစပြီးတော့လုပ်တယ်ပေါ့နော်အဲ project ကလည်းအပြင်မှာတကယ်ရှိခဲ့တဲ့ project ပဲသူကဒီမှာအဲ့လိုမျိုး inspire ယူထားတာပေါ့နော်အဲ့တော့သူကကျတော့လေဒီစစ်တွဲမှာတုံးချဖို့အတွက်လူရဲစိတ်ကို mind control လုပ်တဲ့နီးလန့်တွေကိုသူတို့စမ်းသပ်ကြတာပေါ့နော်အဲ့မှာသူတို့စမ်းသပ်ခံနေရ volunteer တွေလည်းပါတယ်ဒီစစ်သားတွေပါတယ်အကျဉ်းသားတွေပါတယ်စိတ်ကြမ်းမာရေးမကောင်းတဲ့သူတွေပါတယ်အဲ့လိုမျိုးပေါ့နော်တော်တော်လေးတော့ ethic မရှိ ခဲ့တဲ့ project ဖြစ်ပြီးတော့လူသေးပြောက်တီစီးရင်ဆိုလို့ရှိရင်တို့ထုတ်တောင်မပြောဘဲနဲ့အတန်တိတ်လေးဖုံးနာခဲ့တဲ့ project တစ်ခုပေါ့နော်အဲ့ဒါကြောင့်ဒီမှာလည်းအဲ့လိုပဲသွား MKR project project လုပ်တယ်ပေါ့နော်ဒေါက်တာဘရန်နာအဲ့မှာ Jerry ဆိုတဲ့တက္ကသိုလ်ကျောင်းသူလေးကဝင်ပြီးတော့ volunteer လုပ်တယ်အဲ့မှာသူတို့ကကြတော့တုံးတဲ့နီလန်းကြီးကအစုံမဲပေါ့နော်ဒီ LSD လိုမျိုး psychedelic လို့ခေါ်တဲ့ဒီစိတ်ကိုပြောင်းလဲစေတဲ့စေမှုရေးစေဝါတွေပေါ့အဲ့ဒါမျိုးတွေပေးရည်လည်းရှိတယ်ပြီးရင်တခြားဒီအုံနောက်ကိုတိုက်ရောက်မှုတွေရှိတဲ့နီလန်းမျိုးစုံတုံးတာပေါ့နော် electroshock therapy therapy တွေလည်းပါတယ်ပြီးတော့ဒီ11ကိုသုံးမိတဲ့ sensory deprivation tank လို့ခေါ်တဲ့သူ့ကိုမျက်စိမှိတ်ပြီးတော့ထည့်လိုက်တဲ့ tank ကြီးအဲ့လိုမျိုး tank ကြီးသုံးနိုင်လည်းပါတယ်ပေါ့နော်ဒါပေမဲ့အဲ့ချိန်မှာဒီ Jerry ကကိုဝင်ရှိနေတယ် အဲ့ဒီခလေးမွေးလာတဲ့အချိန်မှာကြတော့ဒီအဂျိန်းဆိုတဲ့ကောင်မလေးပေါ့နော်11နောက်ပိုင်းမှာတော့11ဖြစ်လာတာပေါ့နော်သူ့ကိုမွေးတယ်အဒေါက်တာဘရနာတို့ကဒီခလေးကိုသူ့ဆီကနေပြီးတော့လူယူပြီးတော့ဒီ Hawkins Lab မှာစမ်းသပ်မှုတွေမျိုးစုံလုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီပြဿနာ series နဲ့တော်တော်ကြီးကွဲသွားတာဘာလဲဆိုတော့ series တဲ့မှာအားလုံးသိတဲ့အတိုင်းပဲ ဒီ MK Ultra Project ကနေပြီးတော့ဂျင်ယုံမွေးလာတယ်ဆိုတာလောက်ပဲပေါ့နော်ဒီစံသတ်မှုတွေကြောင့်ဂျင်ရဒီလိုပါဝါရရသွားတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့ဒီပြဿနာထဲမှာကြတော့ဘယ်လိုလဲဆိုတော့အဲ့ချိန်မှာဒေါက်တာ Brandner ရဲ့လက်ထဲမှာအာ Henry ရရှိနေပြီအဲ့တော့သူက Henry ရဲ့သွေးကိုယူပြီးတော့ဒီကလေးကိုဝင်းတွေကိုတမင်ရွေးပြီးတော့အဲ့အဲ့သွေးကိုထိုးပေးပြီးတော့ဒီကလေးတွေထပ်ပြီးတော့မွေးအောင်လုပ်တာသူ့ဖေတော့ကလည်းသွေးမျိုးစားပြောင်းသွားတယ်လေဒီ Dimension X ကို Expose ပြီးတဲ့နောက်မှာအဲ့ကြောင့်မို့လို့သူကဒီ Henry ရဲ့ power ရှိနေတဲ့သွေး ွေးကိုအသုံးချပြီးတော့နောက်ထပ်အဲ့လိုမျိုး power ရှိတဲ့ကလေးတွေထပ်ပြီးတော့ဖန်တီးတာအဲ့မှာဒီ11တော့အောက်စုလိုက်ကြည်ရ power တွေရသွားတယ်ဆိုတော့ပုံစံမျိုးပြောသွားတယ်ပေါ့နော်အဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ဒီ season 5မှာဘာတွေပါအောင်လဲဆိုတော့စောင့်ကြည့်ရမှာပေါ့ အဲ့တော့ဒီ timeline အကြောင်းဆက်သွားမယ်ဆိုလို့ရှိရင်အဲ့နောက်ပိုင်းမှာ11ကြီးလာတယ်အာဒီ Henry နဲ့ပြဿနာတွေဖြစ်တယ်အာ Henry Dimension X ပြန်ရောက်သွားတယ်ပေါ့နော်ဒီအကြောင်းတွေကတော့ဘုအရှိမပြောပြီးသားဆိုတော့ထပ်ပြီးတော့မပြောတော့ဘူးမသိရသေးဘူးဆိုလို့ရှိရင်တော့အရှိဗီဒီယိုမှာသွားကြည့်ကြည့်ပေါ့နော်အဲ့အချိန်မှာအာဒီညမှာပြောစရာရှိတာဒီ Dimension X case ပေါ့နော်အဲ့တော့အာဒီ Henry အဲ့အချိန်မှာရောက်သွားတဲ့အချိန်မှာ Dimension X ကိုရောက်သွားတယ်အဲ့မှာသူကသူ့စိတ်ဆိုင်ပုံစံတွေပြောင်းနေတယ် အထောင်ကို83မှာကြတော့ဒီ hockey မှာရှိနေတဲ့11က dimension h မှာရှိနေတဲ့ demogorgon နဲ့ contact ဖြစ်သွားပြီးတော့ upside down ဖြစ်လာတယ်ပေါ့နော် diamond ဒီနေရာမှာတင်းတရှာမရှင်းတာက အာ upside down က dimension x ကနေပြီးတော့ဖြစ်သွားတာလားဒါမှမဟုတ်လို့ရှိရင်ဒီ dimension x နဲ့ Hawkins ပေါ့နော်ဒီကဘာမြေနဲ့နှစ်ခုကြားထဲမှာဖြစ်တည်နေတဲ့ dimension တသက်တစ်ခုလားဆိုတော့အသေးချာမသိရဘူးပေါ့နော်ဒီကြောင်းကတော့သူတို့အပြည့်အဝ explore လုပ်ချင်မှလည်းလုပ်မယ်ပေါ့နော်ဘောကတော့တိတ်တော့မထင်ဘူးဒီကိစ္စကလေအသေးချာတော့ဒီ upside down ဖြစ်သွားတဲ့ချိန်မှာ Wagner ဖြစ်နေပြီဖြစ်တဲ့ Henry Cree ကဒီ upside down ကိုရောက်သွားတယ်သူနဲ့တူတူတခြား creature တွေကလည်းအဲ့မှာရောက်လာတယ်ပေါ့နော်အဲ့တော့ကြတော့အဲ့မှာ Wagner ကသူစိတ်ကြ site အဲ့ဒီ site တောင်ကြီးကိုထိန်းချုပ်တယ်ဟို will ကိုဖမ်းခေါ်တယ် ဒါသူ့ရဲ့ပထမအဆုံးစမ်းသပ်မှုကိုပိုင်းစမ်းသပ်မှုတစ်ခုအနေနဲ့လောက်ခဲ့တဲ့ပုံစံမျိုးပေါ့နော်။ဒါပေမဲ့သူဒီ season 5မှာပြောရသလိုပဲ weight ကိုသူက weak ဖြစ်တယ်ဆိုပြီးတော့အဲသုံးမှုယူဆိုပြီးပြောသွားတယ်ပေါ့နော်။ဒါပေမဲ့သူကဒီမှာလဲ season 5မှာလဲနောက်ထပ်ကလေးစက်နှစ်ယောက်ထပ်ခေါ်ရတယ်ပေါ့နော်။အဲ့တော့ဒီကိစ္စရဲ့ရည်ရွယ်ချက်ကတော့အပြေးဝါတော့မတိသေးဘူး။အဲနောက်ပိုင်းနေမှာတော့ပါလာမယ်လို့ထင်တယ်။ဒါပေမဲ့တစ်ခုရှိတာကအခုသူမထင်လိုက်တာကဝေကအသုံးမကျဘူးလို့သူကထင်ထားတယ်။ဒါပေမဲ့သူ သူမထင်မှတ်ပဲနဲ့သူ့ရဲ့ power တွေကိုသူကဝင်းကိုပေးထားတယ်လို့ဖြစ်နေတယ်။အဲ့တော့ဒီမှာဝင်းကအဲ့ control ကိုရသွားတဲ့ချိန်မှာကြတော့ဝင်းကလည်း powerful ဖြစ်တဲ့သူတယောက်ဖြစ်လာတယ်။အဲ့တော့ဒီနောက်ထပ်ကလေးစနှစ်ယောက်ကရောအဲ့လိုဖြစ်လာမလားပေါ့နော်။အဲ့ဒီခုတော့စဉ်းစားစရာပဲပေါ့နော်။ပြီးတော့တော့ကြတော့သူကဒီ season 4အဆုံးမှာသူ့ရဲ့ season ကဒီ upside down hockey နဲ့ပေါင်းမှုကိစ္စပေါ့နော်။ဂိတ်ကြီးဖွင့်မှုကိစ္စ။အဲ့တော့သူအောင်မြင်သွားတဲ့နောက်မှာ season 5မှာဆိုလို့ရှိရင် Demogorgon ကြီးတွေကသူတို့ကြိုက်တဲ့ချိန်ဒီဂိတ်ကြီးတွေဖွင့်ဖွင့်ပြီးတော့ဝင်ဝင်လာကြတာပေါ့နော်။အဲ့ တော့ကြတော့ဒီကလေးတွေရောဝေခေါကသူ့ရဲ့ hive mind နဲ့ set ပြီးရော power ရှိနေပြီဆိုလို့ရှိရင်သူတို့တွေရောကြိုက်တယ်လို့ခိတ်ဖွင့်လာနိုင်မလားဆိုတာလေအော်စောင့်ကြည့်ရမှာပေါ့နော် ဲ့နေရာမှာဟော်လီကိုမိုက်ကဒီသူကြောက်နေတဲ့အချိန်မှာအပေးစကားပြောပြီးတော့ဒီဟော်လီ the heroic ဆိုတဲ့ Dungeon Dragon figurine ရုပ်ကလေးကိုပေးခဲ့တယ်ပေါ့နော်အဲ့မှာသူကပြောတာဒီ hero လေးက portal ဖွင့်နိုင်တဲ့အစွမ်းရှိရယ်ဆိုပြီးတော့သူပြောလိုက်တာရှိတယ်လေအားကြောင့်မို့လို့ဒီဟော်လီကလည်းအခုဒီ Vagna ရဲ့ကလေးစက်နှစ်ယောက်ထဲမှာပါနေတဲ့အတွက်ကြောင့်မို့လို့ဟော်လီကခမစောကနေပြီးတော့ထွက်ပြေးဖို့အတွက်သူကိုယ်တိုင်များ portal ဖွင့်သွားနိုင်မလားဆိုတာလည်းစောင့်ကြည့်ရမှာပေါ့နော် အဲ့တော့ဇလန်ကတော့အရန်စိတ်ဝင်စားစရာကောင်းနေပြီ။အာအချိန်ရလဲတော်တော်တက်နေပြီ ဒါမဲ့သူတို့ကနှိမ့်ဆက်ထားတော့လေကိုကစိတ်ရှိရှိနဲ့စောင့်ရမှာပေါ့နော်အရေးကြီးတာကတော့ဒီတိကျနေတဲ့မေကွန်းလေးတွေကိုပြပြစုံစုံဖြည့်ပေးသွားဖို့ပဲမျှော်လင့်ရတာပေါ့နော်အာပြီးတော့ဇက်သိမ်းအမိုက်စာလေးဖြစ်ဖို့လည်းမျှော်လင့်နေတယ်အာခရမိန်ခရိုက်တာဒက်တီကတော့လာမှာပါပဲတယောက်မဟုတ်တယောက်ကတော့ sacrifice လုပ်တာတွေလာအောင်မယ်လို့တော့မြင်နေပေါ့နော်အာပိုဒီ Facebook post လေးတွေမှာ ပြောထားသလိုပဲဒီ series မှာကြည့်မယ်ဆိုလို့ရှိရင်အရှိမ Bob တို့ Eddie တို့အာ Billy တို့အကုန်လုံးက sacrifice လုပ်သွားကြတာတွေပဲပေါ့နော်အဲဒါကြတော့ဒီမှာရောဘယ်သူ sacrifice လုပ်မလဲပေါ့နော်အဝေဘဖြစ်နေမလားဒါမို့လို့ရှင်တဲ့တခြား main character တရားရောဖြစ်နေမလားဆိုတာတော့အစောင့်ကြည့်အောင်ပါပေါ့နော်ကဲတော့ဒီ video လေးကတော့ဒီလောက်ပါပဲအဲလက်ဆောင်ပေးစရာရှိတဲ့အစီအစဉ်လေးဆက်လုပ်လိုက်မယ်နော်အရှိမပူပြောသွားတဲ့ဒီ inner circle membership ကိုအခုမှဒီလမှစတာပေါ့နော်လူလက်အရန်နှန်းနေသေးတယ်ပို viewer တွေ support တွေလည်းအများကြီးလိုသေးတယ်ပေါ့နော်လောလောဆယ်တော့ဒီရပိုင်းထဲမှာပို့ရဲ့ YouTube လေးကလည်း follower 2000ကျော်သွားတဲ့အတွက်ကြောင့်မို့လို့ viewer တွေကိုလည်းကျေးဇူးတောင်းပြန်တ channel အနေနဲ့အဲ့ဒီ inner circle membership လေးကိုလက်ဆောင်ပေးဖို့တော့ပိုတင်လာတာကြာပြီပေါ့နော်ဒါပေမဲ့ Facebook reach တွေကလည်းတိတ်မရဘူးအဲ့ဒီအချိန်တုန်းကအဲ့တော့ကြတော့လာ comment ထားတာ9ယောက်ပဲရှိတယ်ပေါ့နော်ပိုက3ယောက်ရွေးပေးမယ်လို့ပြောထားတာဆိုတော့အာဘယ်လိုပဲဖြစ်ဖြစ်အာဒီ9ယောက်ထဲက3ယောက်က3လ free membership ရမှာပေါ့နော်အဲ့တော့ကြတော့အဲ့ဒါလေးကိုလည်းတခါတည်းရွေးပေးလိုက်ရှင်လို့ပါ၅ယောက်ပေါ့နော်ဒီမှာဘူရေးထားပြီးသားပြေစုံဆိုတဲ့တယောက်ရယ် တူရင်တူရင်လင်းတူရင်လင်းရဲ့မေတူကျော်ပြီးတော့အောင်ဖုံးပြီးတော့ငိမ့်မင်းတူ၅ယောက်ပေါ့နော်အဲ၅ယောက်ကိုထဲက၃ယောက်ငါဟိုတစ်ခါအဲ့လေးပဲပြန်သုံးလိုက်မယ်အလွတ်လေးပေါ့နော်အဲ့တော့ဒါလေးထည့်ပြီးတော့၃ယောက်ယူပေးလိုက်မယ် tu e a Helena ဲ့မှာတော့ဘောကလေအဓိကရုပ်ရှင်နေအာတင်မေးတဲ့တီးတန့်ဆိုတာအဲရုပ်ရှင်ဆိုလို့ရှိရင်လည်းရုပ်ရှင်အဟောင်းလေးတွေပေါ့နော်ပြီးတော့ကြတော့အာဒီစာအုပ်တွေဘာသာပြန်စာအုပ်တွေရောအင်္ဂလိပ်မူရင်းစာအုပ်တွေရော PDF လေးတင်မေးရဲပြီးတော့ gain နေလဲအာဟိုကူးလို့ရတယ်ပေါ့နော်ပြီးတော့ကြတော့အာပို event လေးလုပ်ပေးဖို့ရှိတယ် event ကိစ္စပြီး event ကိစ္စပြီးမှပြောပြအောင်မယ်ပြီးတော့ကြတော့အာဒီ product တွေထုတ်ဖို့ရှိရဲ့ loss ဆက်ဆိုလဲရှားပါစာအုပ်လေးရောင်းနေရရှိရဲ့ဆိုရင်အဲ့ဒါကြီးအလုံးတော်လဲ5% off ပေးမယ်ပေါ့နော်အဲ့မျိုးဆို တော့အဲ့ဒီ membership တွေကအဲ့အတွက်ရတာပေါ့နော်မေသူကျော်တဲ့နောက်ဆုံးတယောက်ပြီးဆုံးအဲ့တော့ဒီ3ယောက်ကအာ3လ free membership ရသွားပြီပေါ့နော်ပိုးရဲ့ Facebook မှာလည်းဒါလေးတင်ပေးထားမယ်အာ Telegram ပိုးပိုးတဲ့ live house ကိုလာဆက်သွယ်လို့ရပါတယ်လို့ Telegram မှာ group လေးတယ်အရင်ဆုံးထည့်ပေးမှာပေါ့နော်ပြီးမှ member ီးမှမမကိစ္စလေးဆက်သွားမှာပေါ့နော်အဲ့တော့ကြတော့ဒီ event ကိစ္စကြတော့အဲဒီ viewer တွေအတွက်လည်းရင်ခုန်စရာကောင်းတဲ့ဒီ stranger thing နဲ့ပတ်သက်တဲ့ event လေးတစ်ခုပို့စီစဉ်နေတယ်အမကြခင်ကြီးညာပြီးတော့မယ်ပေါ့နော်အဲဒါမဲ့လူကန်သက်ရှိတဲ့အတွက်ကြောင့်မို့လို့ member တွေကအရင်ဆုံးရွေးมาဖြစ်တယ် member တွေကမှအာလီဘတ် member တွေကိုဦးစားပေးပြီးတော့ဆက်သွယ်ပေးมาပေါ့နော်အဲကြောင့်မို့လို့အာဒီပိုရင်းနဲ့ဒူပြောစရာ event လေးလည်းဂျိုင်းနေတယ်ဆိုလို့ရှိရင်ချိန်မီပါလို့ရအောင်လို့ inner circle member ရှိလေးလာ join လာကြအောင်နော်ကဲဒီ video ောရတလောက်ပါပဲအာ25ရက်နေ့ episode 5 to 7ထွက်ပြီးတော့မှာအာ stranger thing ကြောင့်တော့တပုတ်ထပ်လုပ်ပြီးမယ်เนาะဒီကြားထဲမှာတော့ video အကျွေးလေးဆက်ဆရာလေးရှိသေးတယ်အာ request လေးလုပ်ထားလေးဆက်လုပ်ပေးပါမယ်လို့အလုံးကျေးဇူးတင်ပါတယ်ပို့အခုထိအာဘာတင်နေအားပေးနေပြီးတော့အခုလိုမျိုး follower 2000ဆော်ရည်ဒီဖြစ်လာတဲ့အတွက်လည်း viewer တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ် bye bye ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကိုးကြိုက်တဲ့ထက်တူကြတယ်ဆိုရင် like and subscribe လည်းလုပ်ပေးသွားပါအောင်နော်။နောက်များမှလည်းစိတ်ဝင်စားစရာသုံးသပ်မှုများဆက်ပြီးတင်ဆက်ပေးသွားပါအောင်ရှင်။